မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နိုင်ငံရေးဦးတည်ချက်6ချက်ကိုအချိန်ကနဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်ခြင်းရှိမယ်လို့ NUG ပြောနေကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးဆိုရ NUG ပါဝင်တော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတို့တွေ့ဆုံဆွေးနွေးဖို့အတွက်ကြေညာထားတယ်နိုင်ငံရေးဦးတည်ချက်6ချက်ကိုအချိန်ခံပြီး ပြင်နိုင်ခြင်းရှိမယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကသတင်းဌာနကိုပြောပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်လူသားချင်းစာနာမှုအကူအညီအတွက်အာဆီယံလေကြောက်ကထမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်စစ်ကောင်စီတို့ကိုအခုရက်ပိုင်းအတွင်းတီးခြားစီတွေ့ဆုံခဲ့ပါတယ်တွေ့ဆုံမှုအပြီးမြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြန်လည်တင်မြှောက်ရေးအတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ဆွေးနွေးသွားမယ်လို့အာဆီယံဥက္ကဋ္ဌကပြောဆိုခဲ့မှုပေါ်ဘလို့အခြေအနေမျိုးမှတွေ့ဆုံဆွေးနွေးနိုင်မလဲဆိုတာကြေညာ ာထားပြီးဖြစ်တယ်လို့ဥနေဖုံးလက်ကပြောပါရယ်နောက်ဆုံးအချက်အနေနဲ့ဆရာဆွေမှုတွေကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့တရားရီပေါ်မှာတာဝန်ယူတာဝန်ခံမှုရှိစာနဲ့အတွင်ကူးပြောင်းရေးကာလတရားမျှတမှုဖြစ်စဉ်ကိုဖြတ်သန်းပြီးတော့ပြည်သူရဲ့တရားစီရင်မှုကိုလက်ခံရမယ်ဒီချက်တွေကိုကျွန်တော်တို့တရားဝင်ကြီးညာထားပြီးဖြစ်တယ် ဒီချက်ဒီချက်တွေပေါ်မှာအချိန်ခံပြီးတော့တာလင်ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ကိစ္စကဖြစ်နိုင်ခြင်းရှိမယ်ဆိုတာထပ်လောင်းပြီးတော့အတိအပြုပြောကြားလိုပါတယ်လို့ဆိုပါတယ်။တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်တဲ့နိုင်ငံဥတီချက်6ချက်ထဲမှာစစ်တပ်နိုင်ငံရေးကနေထွက်ခွာမှဖြစ်ပြီးလက်နက်ကင်အင်အားစုတွေအားလုံးကအရက်သားအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိရမှာပါ။ဒါအပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားတဲ့အခြေအနေမျိုးလုံးဝလက်ခံမှာမဟုတ်ပေအများလက်ခံပါဝင်နိုင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရေးဆွဲပြီးအဲ့ဒီဥပဒေ မြန်ကြီး Federal Democracy ပြည်ထောင်စုကိုတည်ဆောက်မှာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံဥတီချက်၆ချက်ဟာမြန်မာနိုင်ငံအတွက်ရောပြည်သူလူထုအတွက်ပါအင်မတန်အရေးကြီးပြီးလိုအပ်တဲ့အချက်တွေဖြစ်တယ်ဆိုတာအားလုံးသိမြင်ကြပြီးဖြစ်တယ်လို့ဥနီဘုံလက်ကမှတ်ချက်ပြုပါတယ်။မြမအရှင်လီလာတုံတက်သူဒေါက်တာလာကျော်စောကတော့အာဆီယံကတိုက်တွန်းလာတဲ့အတွက်စစ်ကောင်စီနဲ့ NUG တို့ကြားတွေ့ဆုံဆွေးနွေးလမ်းကြောင်းပေါ်အထင်ယူရမှာဖြစ်လို့တဖြည်းဖြည်းရောက်လာလိမ့်မယ်လို့တုံတက်ပါတယ်။လောလောဆယ်မှာတော့တော်လိုင်းဘက်ကတောင်းဆိုတာနဲ့စစ်ကောင်စီဘက်ကမယိုးသားမှုပေါ်တော်လိုင်းဘက်ကတောင်းဆိုထားတာ တာပြီး၆ချက်ကိုဥနီဖုံလက်တို့ပြောနေတာရှိတယ်။ဥပမာစစ်တပ်ကနိုင်ငံရေးကနေထွက်ခွာမယ်ဒါမျိုးတွေပေါ့ဒါပေမဲ့စစ်တပ်ကလုံနေတဲ့ရှိရွက်ချက်ကအချိန်ဆွဲဖို့ပဲလေသူ့အတွက်အခက်ခဲအင်မတန်ကြီးရဲ့အထူးသဖြင့်ဒီငလင်မှာနေပြည်တော်ပါတော်တော်ထိသွားတော့သူ့အခက်ခဲကြီးတော့သူ့အပေါ်ဖိအားတွေနည်းနည်းပုံလာမယ်။သူ့ဘက်ကလျှော့မယ်ဆိုအခုချိန်ထိမတွေ့သေးဘူးဒါပေမဲ့လူဆွေးနွေးပွဲကတော့မကြခင်ဖြစ်လာလိမ့်မယ်ထင်တယ်။နည်းနည်းတော့အချိန်ယူရလိမ့်မယ်ထင်တယ်။ချက်ချင်းကြီးတော့တိတ်ထူးထူးကြကြကြီးဖြစ်လာစရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။ အေဘီလာ၁၈ရက်နေ့ကအာဆီယံလက်ကျအုပ်ကတမလေးရှားဝင်ကြီးချုပ်နဲ့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းအွန်လိုင်းကနေပထမဆုံးတရားဝင်တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုအတွင်းအာဆီယံဥက္ကဋ္ဌနဲ့တကွာအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်ဆံရေးတုံ့ပြန်ရေးပါဝင်မြန်မာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ဖို့ကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်လို့အန်ယူဂျီကသတင်းထုတ်ပြန်ပါတယ်။အာနာသိမ့်မှုအတွင်းအာဆီယံအတိုင်းဝိုင်းတဲ့ဖေကျင်းထားတဲ့စစ်ကောင်စီဥက္ကဋ္ဌပို့ချုပ်မှုကြီးမင်းအောင်လိုင်းကို လည်းဧပြီလ18ရက်နေ့မှာအာဆီယံဥက္ကဋ္ဌကအထိုင်းနိုင်ငံဘန်ကောက်မြို့မှာခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။မြန်မာနိုင်ငံငလင်ပေကနေပြန်လည်ထူထောင်ရေးမှာအာဆီယံတိုင်ဝမ်ကစီးနှုံညီညွတ်မှုနဲ့ဆက်လက်ကူညီရေးပါဝင်မြန်မာအာဆီယံတိုင်ဝမ်ပူးပေါင်းဆောင်ရွက်ရင်းကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့ငလင်တင့်ဒေတာတွေကိုလူသားချင်းစာနာမှုအကူအညီတွေထိရောက်စွာပံ့ပိုးပေးနိုင်ဖို့စစ်ကောင်စီနဲ့အန်ယူဂျီတို့ကြားအပြစ်ခတ်ရစရေးတက်တန်းသူဖို့သဘောတူခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောခဲ့ပါတ ိန်ဦးနေပုံလက်ကအပြစ်ခတ်ရဲစိန်ကတဖက်တည်းလုံလို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်ပြည်သူလူထုကိုဦးစားပေးကာကွယ်ဖို့အရေးကြီးတာကြောင့်ချင်းနေပုံမူတည်ပြီးဆောင်ရွက်သွားမယ်လို့ပြောပါရယ်အပြစ်ခတ်ရဲစိန်ဆိုတဲ့ကိစ္စကတဖက်တည်းလုံလို့ရတဲ့ကိစ္စဟုတ်မနေဘူးအဲ့ဒီအတွက်ကြောင့်မလွဲမရှောင်သွားကျွန်တော်တို့ပြန်ပြီးခုခံရတဲ့ကိစ္စမျိုးတွေရှိနေတဲ့အခြေအနေဖြစ်တဲ့ကျွန်တော်တို့တွေကတော့ပြည်သူလူထုကိုဦးစားပေးတဲ့ပြည်သူလူထုရဲ့အသက်အဝင်အစည်းအဝေးကိုကာကွယ်နိုင်ဖို့အရေးကြီးတဲ့အတွက်ကြောင့်မလို့ဒီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့စဉ်းစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ် လက်ရှိမှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကငလင်သည့်ဒေတာတွေနဲ့ဆက်ဆက်ဒေတာတွေမှာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်လုံနိုင် AP20 ရက်နေ့ထိတက်တန်းတိုးပြီးထိုးစစ်ကိုရပ်တန့်ထားပါတယ်စစ်ကောင်စီကလည်း AP20 ရက်နေ့ထိအပြည့်ရထားပြီးမြန်လွတ်ထားတဲ့နေမျိုးတွေအပါအဝင်စီးရေးလှုံ့ဆော်မှုရှိတဲ့ဒေတာတွေမှာစစ်ကြောင်းထိုးတာလေးကြောင်းတက်ခိုက်တာနဲ့တက်ပြောင်းတက်ရွှေတာတွေလည်းလှုံ့ဆော်နေပါတယ်ဒီအတွက်ကြောင့်တချို့ဒေတာတွေမှာနှစ်ဖက်တီးတွေ့တိုက်ပွဲဖြစ်နေသလိုစစ်ကောင်စီရဲ့နေကြောင်းကနေပုံကျမှုတွေကြောင့်ကလေးတငယ်တွေပါဝင်ကိုဝင်ဆောင်တွေအရက် ်သားပြည်သူထိခိုက်ဒိဆုံးတာတွေရှိရလို့ဒေသခံကသိရပါတယ်။ဇလက်ပြီးမြင်းကလေးဟာစစ်ပွဲချိန်ခွင်ရှာကိုပြောင်းလဲသွားနိုင်မလားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်။မြန်မာကပြင်အား9.8ရှင်းကလင်းကြီးကြောင့်အပြည့်စီပုံကြီးကြောင့်နင်းမြုပ်နေခရမှာဖြင်းညှလစွာ ပုံမှန်အနိဋ္ဌရောက်အောင်ရွေးရှားနေတော့လဲတစ်ဖက်မှာတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီကိုတဖြည်းဖြည်းတိုးပြီးဝိုင်းပက်လာနေပြီဖြစ်တယ်လို့အယ်ဂျာစီယာသတင်းဌာနမှရှင်းတာထားပါတယ်။ကလင်းကြီးရဲ့တက်ရောက်ခဲ့မှုကလာမယ့်နှစ်အတွင်းတော်လိုင်းကိုပြက်ပြက်တတအဆုံးဖြတ် ြတ်ပေးလာတော့မှာဖြစ်ပါတယ်စစ်တပ်ရဲ့ထောက်ပံ့ပေးနေတဲ့အရင်းမြစ်တွေနည်းနည်းနဲ့ကျကျဝိုင်းနေရတဲ့လက္ခဏာဖြင့်အထင်ရှားထွက်ပေါ်လာတာကမကြမီကတော်လိုင်းဘက်မှသိမ်းဆည်းရမိခဲ့တဲ့ကြီးကုန်နဲ့အမြောက်ဆက်များပေါ်ရှိရေးထိုးထားတဲ့ထောက်လုပ်တဲ့နှစ်ဟာ2025ဖြစ်နေခြင်းပါပဲဒါဝကြည့်မယ်ဆိုရင်စက်ရုံမှာအလင်းမြောင်ထုတ်ပေးနိုင်ရတာကသိတာနေလို့စီဒီယံပုံမှုတင်လင်းအောင်ကထောက်ပြခဲ့ပါတယ် လက်နက်စက်ရုံများတရှိရာနေရာများကိုလည်းတော်လိုင်းတပ်ဖွဲ့အသီးသီးရဲ့ဗတ်ပေါင်းစုံမှဝိုင်းပတ်ထားခြင်းခံနေရပါတယ်။မြို့ပြများရှိရာကိုကျုံသွင်းခံလာနေရလို့စစ်တပ်က၎င်းတို့အရှုံးကိုတက်တာလို့တက်တာညာလေကြောင်းမှမင်းမင်းမြင်ရာဘုံကျဲတိုက်ခိုက်ပြီးရွာတွေကိုမိရှုဖျက်ဆီးကုန်ကြပါတယ်။ငလင်ကြီးလှုပ်ခတ်ပြီးရဲ့နောက်ဆက်လက်ဘုံကျဲတိုက်ခိုက်နေပြန်ပြီးဆင်ရဲတွင်အရတားစုစုပေါင်း84ဦးတင်းဆုံသွားခဲ့ရတယ်လို့ဖြူးစုထားတဲ့စည်ရင်းတွေကဖော်ပြနေပါတယ်။စစ်တပ်ကငလင်ကိုအခွင့်ကောင်းရှုနေတော့လေဘေးတင်ရာဒေသတွေရှိ PDF တပ်တွေကကယ်ဆယ်လုံ ပ်ငန်းများအ திக ထားလုပ်ပြီးနေကြပါတယ်။ဒါပေမဲ့ PDF တွေကရခင်ကတက်တိုင်းသားတက်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအချိန်ကာလပြီးဖြစ်ပြီးတိုက်ပွဲများကလာမယ့်လအတွင်းပိုပြီးပြင်းထန်လာပွဲရှိရလို့သကိုင်း PDF တိုင်းရင်းသုံးကပြောပါတယ်။ စစ်တပ်ကငလင်ကြောင့်၎င်းတို့ရဲ့စီရင်ရှိမှချက်တွေကိုအထူးကမခံပဲစစ်သားတွေကကိန်းစိမ်းလုံးမဲ့စာတပ်စခန်းများထဲမှာတာရှိနေရလို့ဒေသတွင်လုံခြုံရေးတွေလ ీల ဆန်းစစ်နေတဲ့သူတည်တီအန်တိုနီဒေးဗစ်ကဆိုပါတယ်လက်ရှိမှာငလင်ပြည်မှာလုံကင်ခဲ့တဲ့ရခိုင်ပြည်နယ်အနောက်ချမ်းကအရေးကြီးဆုံးစစ်မြေပြင်ဖြစ်လာနေပါတယ်အရခတပ်တော်ကစစ်တွေကြောက်ဖြူဒေသတွေမှာစစ်ကောင်စီတပ်များနဲ့တိုက်ပွဲများဖြစ်ပွားလာနေပြီးမကွေးဘကုန်းနယ်အီယာရီတိုင်းဘက်ကိုထိုးပေါက်ဝင်ရောက်လာနေပြီဖြစ်ပါတယ်အင်အား၄000ခန့်ရှိတဲ့အရခတပ်တော်ကလက်ရှိပြည်ရင်းစစ်ကိုတနည်းမဟုတ်တနည်း ်ပြောင်းလဲသွားအောင်တွန်းပို့နိုင်မယ့်အင်အားစုအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုလုံနိုင်စွမ်းရှိကြောင်းလည်းတည်တည်ပြခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံမြောက်ပိုင်းနဲ့အနောက်မြောက်ထံမှစစ်တပ်ကလည်းစုခွာပြီးနေရတဲ့အနေအထားမှာရှိပါတယ်။ကချင်လွတ်လပ်ရေးတပ်တော်နဲ့ PDF တပ်ပေါင်းစုကအင်းတော်မျိုးကိုရှင်လာကြာဝင်းရံပိတ်ဆို့ထားခဲ့ရမှာ AP 9ရက်နေ့မှာအပီးပိုင်းတင်းယူခဲ့ပါတယ်။ချင်းတော်လိုင်းတပ်ဖွဲ့တွေကလည်းဖလန်းမျိုးကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။စစ်တပ်ကငလင်းရဲ့နောက်ဆက်တွဲပြဿနာတွေနဲ့အာရုံများနေချိန်မှာနောက်ထပ်မျိုးတွေတပြေးပြေးနဲ့လွတ်လွတ်ရဖို့ရှိတယ်လို့စီရေးလိလာတုံးသက်သူက ဆိုပါတယ်။မြင်းကလင်ကြီးကစစ်တပ်ကိုပြက်ပြက်တသားမထိုးနှံ့တိုင်းသေးတော့လဲစစ်ဘိုလ်ချုပ်တွေရဲ့စိတ်ဓာတ်ပိုင်းကိုတုံလုံးခြောက်ချားသွားအောင်လုပ်နိုင်စွမ်းရှိပါတယ်။ဗေဒင်နက်ခတ်နဲ့အယူသီးမှုတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့စစ်ဘိုလ်ချုပ်တွေကိုတဘာဝတရားကြီးရဲ့တန်ခတ်မှုဖြင့်အများစုကအတိတ်ပဲဖွင့်ဆိုနေကြပါတယ်။ငလင်ကအုပ်ချုပ်သူမင်းရဲ့အမားတွေအတွက်နှစ်ဖရားတွေကတော့မနေတာတော့ပဲအဖြစ်ပြီးလာတယ်လို့ယူဆတယ်လို့ပုံမှုတင်နေအောင်ကဆိုပါတယ်။ကြားရတဲ့သတင်းတွေအစိုးရမင်းအောင်လိုင်းကိုတိုင်းရိုက်အပြစ်မဖို့ကြတော့လဲ၎င်းရဲ့ဦးဆောင်မှုနဲ့လုံရီကိုင်ပေါ်မင်းက ွန်းထုတ်လာကြပြီလို့သိရကြောင်းဖော်ပြထားပါတယ်။ စစ်ကောင်စီကဝန်ထမ်းတွေကိုဗျိတ်တရားတွေတနေ့လင်းကိုးကောင်နှုံးနဲ့ကိုရဲတီတီရွတ်ဖတ်ပူဇော်ကြဖို့တောင်ညွှန်ကြားလာပါတယ်။မြင်းကလေးပေါ်စစ်တပ်ရဲ့တုံ့ပြန်မှုတွေကိုကြည်ပြီးအောက်ခြေရရှိရာခံအချက်တသားတွေအကြားနားမလည်နိုင်အောင်ဖြစ်လာပြီးစိတ်ရှုပ်ထွေးလာနေရတယ်လို့ဆိုပါတယ်။၎င်းတို့ခေါင်းဆောင်တွေကနိုင်ငံတကာအကူအညီတွေချက်ချင်းလို့တောင်းခံအပြစ်ရရင်ကြီးညာခဲ့ကြတော့လဲတစ်ဖက်မှာဆက်လက်တိုက်ခိုက်နေကြတာဖြစ်တယ်။အဲ့ဒီအတွက်လူတွေက၎င်းတို့ပေါ်မုံတီးတဲ့မုံတီးလာကြပြီး၎င်းတို့ကိုယ်နိုင်ကလည်းဥတီချက်ပျောက်ရှနေပုံရှိတယ်လို့သုံးသပ်ခဲ့ကြကြောင်း တင်းမှာဖော်ပြပါရှိပါရရှင်